ကျွန်တော်ရဲ့သတိဒီဝါဒနာရှင်များလုံးမင်္ဂလာပါဗျကျွန်တော်လာမေ12ကြိမ်ပေါ့နော်လာမေ12ကြိမ်အတွက်ရေအခုပြောမယ်ဘီလိုဆိုင်လေးရာ12ကြိမ်အနေပြီးတော့လာမေနှစ်ကုန်24ကြိမ်ဒီပေါ့နော်တကယ်လို့12ကြိမ်မှာဒီ site ကမထွက်ခဲ့ဘူးဆိုရင်အဲဂျန်တဲ့ကြိမ်တွေမှာဒီကျွန်တော်ပြောတဲ့ site နဲ့ကနန်းကိုအထက်ပင်ပေါ့နော်အထက်ပင်မှာကြာလာတယ် ယနေ့နေ့ပရိယူပြီးတော့ထိုးလို့ရမယ့် site လေးပေါ့နော်အဲတော့ထိုးအောင်မှာတော့3ကွက်ပေါ့နော်အဲ့ဒီ3ကွက်3ကွက်ကိုဒီ2025ဒီ12ချိန်မှာမထွက်ခဲ့ရင်အချိန်တိုင်းမှာ24ချိန်ဒီအချိန်တိုင်းမှာဒီနီးစနစ်နဲ့ light ထိုးရုံပဲအဲ့ဒီနီးစနစ်ကကြတော့သူက9ဆွနှစ်ခုနှစ်20ချားပေါ့နော်နှစ်20ရဲ့ချား size ဆိုတော့ဘယ်ခုနှစ်ကစမလဲဆိုရင်ဒီမှာ85 85ခုနဲ့မှာကျွန်တော်တို့ကြည့်မယ်နော်85ခုနဲ့ဒီမှာကျွန်တော်640ဆိုတဲ့ခဏကြာရှင်း85ဘယ်နှကြိမ်လဲဆိုရင်18ကြိမ်မှာ640ဆိုတဲ့ခဏကြာအဲ့ဒီ640ဆိုတဲ့ခဏကြာဖို့အတွက်မသူရဲ့ရှင်းနေဆောင်သူရဲ့ရှင်းနေဆောင်မှာကျွန်တော်ခဲရနေပြပြအောင် ချောလင်းစေဆိုကနန်းကြောက်သူရဲ့ရှင်းနေဆောင်အထက်ဆောင်ပေါ့နော်ဆောင်းကအောက်ဆောင်အထက်ဆောင်ရှိတယ်ဆိုအထက်ဆောင်ကဝမ်းချေအထက်ဆောင်ကဝမ်းချေပြီးရင်ဘရိတ်ကကြတော့အဲ့ဒီအထက်ဆောင်ရဲ့ရှင်းနှလုံးပေါင်းဘရိတ်ဒီနည်းစနစ်လေးဘရိတ်ကိုရှင်းနှလုံးပေါင်းကယူမယ်ဝမ်းချင်းကိုလည်းသူ့ထည့်ရနေပဲယူမယ်အရှင်းနဲ့အထက်ဆောင်ကဒေဂနန် တကွက်ပေးတဲ့ site လေးပေါ့နော်အဲတကယ်တော့ပြီးတဲ့ site လေးအဲ့မှာကျတော့ဒီဟာက640ကျသွားတာက85ခုနဲ့78ကျင်640ကျဖို့အတွက်ဒီမှာ648ကတစ်လုံးချင်းနေပေါ့နော်ရှစ်ကိုပြောင်းပြီးတော့ဒီ64နှလုံးပေါင်းက break ဖြစ်ရမယ်64နှလုံးပေါင်းက၃ညပြည့်ဆိုတော့ကျွန်တော်တို့648ကိုဝမ်းချင်းရိုက်ပြီး၃ညပြည့်ဖြစ်အောင်ထုတ်မယ်ဆိုရင်ဒီမှာကျွန်တော်ရေးပြထားတဲ့အတိုင်းလေးပေါ့နော် ဒီတိုင်းပဲဗောနော်အဲ့တော့ကျတော့ဒီမှာ break က၃ညာ break နော်၃ညာ break ဆိုတော့ကျွန်တော်တို့က6လေး8ကို1ချိန်မယ်ဆို6လေးအတွေးရ6ရက်အတွေး4ရက်အတွေး3တွေးရအဲ့တော့၃ညာ break ဖြစ်အောင်ဆင်မယ်ဆိုရင်ကျွန်တော်တို့က6 40 6 8 6 4 8 4 3ဝရအဲ့ဒီ၃ဝကနေမှဒီမှာ640ဒီကနန်းကိုထွက်သွားပြီဗောနော် ပြီးဒါဆိုရင်ကျွန်တော်တို့ site ကိုပြန်သွားမယ်ပေါ့နော်ဝိဝန်းချင်းဝန်းချင်းဆိုတဲ့သဘောတရားတော့ဒါသုံးလုံးเนี่ยတစ်လုံးလေးပဲပြောင်းသွားတယ်တစ်လုံးမချင်းသွားတယ်ပေါ့နော်ဒါကတော့ cleaner လေးလားစာအဲလေးလားလေးရှိတဲ့လူတွေ နော်20 journey တွေကိုလိုက်ပြီးတော့ give site တဲ့သူတွေဆိုရင်တော့ဒါဝန်းချင်းဆိုတော့နားလည်ပါတယ်ပုံမှန်တာမန်ထိုးတဲ့လူအတွက်ဆိုရင်တော့နားမလည်ရမျိုးရှိကောင်းရှိလိမ့်မယ်အဲ့တော့ဒီ6လေးရှိကတစ်လုံးမချင်းလိုက်တယ်ရှိကချင်းပြီးတော့ ဒီမှာတုံညာဝင်လာအဲ့တုံညာကဘာလဲဆိုရင်ကျွန်တော်တို့ကဒါ break နဲ့ချုပ်မှာဒီမှာနှလုံးပေါင်းတုံညာကြောင့်တုံညာဝင်နေမဟုတ်ဘူးပေါ့နော်ဒီနှလုံးပေါင်းရှင်းနှလုံးပေါင်းက break မင်းဒီလေးနဲ့တားတာဒါလေးက break ဖြစ်မှာဒါကို break ယူမှာဒါ85ခုနဲ့ break ကတုံညာ break ဖြစ်ရမယ်6လေး8တလုံးချင်းလိုက်တော့ဒီ6လေးအတွင်းနဲ့ပဲဒီမှာ6လေး10ဆိုပြီးတုံညာ break 16ချိန်မှာရိုက်တယ်အဲ့ဒါတစ်ချက်ပြန်ကျွန်တော်တို့1.20ချပြီးတော့85အနေနဲ့2005ကိုသွားမယ် နှစ်ဆောင်မှာ၃ညနှစ်နှစ်ထွက်တယ်2005ရဲ့ကျွန်တော်တို့ဒီမှာ2005ရဲ့၅ချိန်မျိုးကဏ္ဍလေးပေါ့နော်3 4 5ဆိုတဲ့ကဏ္ဍလေးအဲ့ဒီကဏ္ဍလေးကြားဖို့ဒီကဏ္ဍကြားဖို့ဆိုရင်သူ့ရဲ့ရှင်းနှစ်2004ခုနှစ်အထက်ဆုံးဆိုတော့သူ့ရဲ့ရှင်းနှစ်ကတလုံးချင်းရကျွန်တော်တို့ကအချိန်ယူတော့မသိဘူးဒါပေမဲ့ ကြာကြားမဲ့အပင်ရဲ့အထက်ဆောင်ကကနန်းကိုတလုံးမချင်းချင်းပြီးတော့ဗရိတ်ကိုပြရယူမလဲဆိုရင်အဲ့ဒီဝမ်းချင်းမဲ့သုံးလုံးရဲ့ရှင်းနှလုံးပေါင်းပေါ့နော်ထွက်ထားတဲ့ကနန်းရှင်းနှလုံးပေါင်းကဒီမှာ နှစ်ဖြစ်နေလေးရှစ်သုံးဆိုနှလုံးပေါင်းနှစ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဗရိတ်ကိုနှစ်ဗရိတ်ယူလိုက်နှစ်ဗရိတ်ယူလိုက်မယ်ပြီးရင်ဒီလေးရှစ်သုံးကိုပဲတလုံးမချင်းမှာဆိုတော့အတွေ့အရာဘာတွေရောက်မလဲဆိုရင်တလုံးချင်းလိုက်တဲ့ခါမှာအတွေ့အတွေ့က၄၈တွဲရေ ၄၃တွေ၈၃တွေဒါတွေ့ရတယ်ကျွန်တော်တို့နှစ်ပြည့်ဆိုတော့၄၈၄၃၅၈၃ဒီ3ခုထူအောင်အဲ့ဒီထဲမှာဒီမှာ4 3 5ဆိုလို့ခင်ဗျာအောင်သွားတယ်ပေါ့နော်ဒါကဒီရောက်ပင်နော်ဘယ်ချိန်မဲရောက်ရောက်ရောက်ပြီဆိုရင်သူ့ရဲ့ရှင်းနေအထက်ဆုံးကိုတော့တော့ပြီးရင်နှလုံးပေါင်းကို break ယူပြီးရင် one chain နဲ့ gap ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကြလာတဲ့ခဏကိုပြန်သွားမယ်ဒီမှာနော်ဒီမှာ၄ရှစ်ဒီ2005 5 chain မှာ3 5ကြာဖို့အတွက်၄ရှစ်ကနှလုံးပေါင်းနှိပ်ဖြစ်တဲ့လို့ကျွန်တော် break ကို2 break ယူမယ်နောက်ပြီးရင်1 chain ကကြာတော့ဒီမှာ၄3မရှိကိုဒီမှာလဲရှိကိုပဲချင်းတယ်ရှိကိုချင်းပြီးတော့ သုံးလေးတွဲဝင်ပြီးတော့နှစ်ပရိဖြစ်ဖို့ငါးဝင်လာတယ်ဘရိတ်ကဒီမှာတရားနှစ်ပရိနဲ့သုံးလေးငါးဆိုပြီးဒီမှာလည်းအောင်သွားတယ်ပေါ့နော်အဲ့ဒီတိုင်းပဲအခုကျွန်တော်ရောက်တဲ့25ကိုသွားမယ်ပေါ့နော်2025ကိုသွားမယ်ခုရောက်ပြီ25ကိုရောက်ပြီပေါ့နော်25မှာဒီမှာငါးကိုသုံးဟဲ့ဒီမှာသုံးကိုနှစ်ထွက်သွားတယ်ကျွန်တော်ဒီလို site ကိုပြောဖို့အတွက်3ခုနှစ်ဘယ်လိုကြာသွားလဲဆိုတာကိုအရင်ပြမယ်3ခုနှစ်ထွက်သွားတယ်ပေါ့နော် 3ခုနည်းဆိုဘရိတ်က4ဘရိတ်ဒီမှာရှင်းနှလုံးပေါင်းက4သူ့ရဲ့အထက်ဆောင်ဆိုတော့အထက်ဆောင်ကိုကျွန်တော်ကိုကြည့်လိုက်တဲ့အခါမှာ5ခု3 5ခု3ကတလုံးမင်းချင်းရအောင်နော်အဲ့ဆိုအကြတော့5ခုတွဲဝင်မလား5 3တွဲဝင်မလား5 3တွဲဝင်မလားပေါ့နော်အဲ့တော့မှရှင်းနှလုံးပေါင်းက4ရှင်းနှလုံးပေါင်း4ဆိုတော့ကျွန်တော်တို့ဘရိတ်ကို4ဘရိတ်ယူမယ်အဲ့ဒီ library နဲ့တလုံးချင်းမဲ့အတွဲနဲ့ကပ်မယ်ပေါ့နော် အဲ့လိုကြက်လိုက်တဲ့ခါမှာကျွန်တော်တို့က၅၉တွေ့ရေ၃၉တွေ့ရေ၅၃တွေ့ရေအဲ့ဒီချိန်မှာမာဒီမှာ၅၉ကနှလုံးပေါင်းလေးပြီးသားဆို၅၉၀၃၉၅၃၆၄ break သူ့ရဲ့အတွေ့အကြုံ၃တွေ့ရနေ၃ခွေရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဒါကျွန်တော်တို့က၃ခုနေဆိုပြီးအောင်သွားတယ်ဒါကအထက်ဆုံးကနေကြည့်တဲ့ site ပေါ့နော် အဲ့ဒါနဲ့ဒါပြီးခဲ့တဲ့ပုံမှာ၃ခုနှစ်ကိုခုန85 2005 2000ယခုရောက်ပြီ25ဒါပေါ့နော်အပင်ကြီးသူကနန်းထုတ်ပေးသွားရပေါ့နော်ဗရိတ်ကရှေပေါင်းကဗရိတ်ပြီးရင်အဲ့ဒီကနန်းကိုပဲရှေပေါင်းဖြစ်နေတဲ့ကနန်းကိုပဲကျွန်တော်ကတလုံးချင်းပြီးစော့ရုံပဲထူအောင်မှာတော့၃ခုပေါ့နော်၃ခုထူအောင်မယ်ဒက်ပလေကတော့ဒါတော့ကိုဘာသာအဆင်ပြေတယ်လို့အာရုံရတယ်လို့ချိန်ထူအောင်မယ်ပေါ့နော် ဘာလို့လဲဆိုရင်ကျွန်တော်မွေးကနန်းဆိုင်ဒီ legend နှစ်ဝက်အတွက်မွေးကနန်းတဲ့နော်ထဲကောင်းတာတကွက်ပေါ့နော်တကွက်ရေပြီးမွေးကနန်းဆိုင်နောက်တစ်ဆိုင်တွေ့ထားတဲ့အတွက်ကြောင့်မွေးကနန်းဆိုင်၃သက်လောက်ရှိရဖြစ်တဲ့အတွက်ကြောင့်တကွက်တော့ကျွန်တော် online နဲ့အနေထားရှိရေနော်အဲတေချာနဲ့တေချာတလောက်ရှိတဲ့အတွက်ကြောင့်အဲ့ဒါကိုတော့အာယုံပို့ရရပေါ့နော်အဲ့ဒါကိုတော့နောက်ရင်မှတင်ပြမယ်ဒါကယခု၃ခုနှစ်ထွက်သွားတဲ့ site ။ငါအဲ့ဒီ site အတိုင်းပဲဒါက၈နှစ်ဆောင်းကနေပြီးတော့ဝမ်းကျင်ရိုက်တယ်ပြင်ပရိတ်ကို ရှင်းနှလုံးပေါင်းပေးပြီးတော့တကယ်နဲ့ကြာသွားတဲ့ site လေး။အဲ့ဒီ site အတိုင်းပဲကျွန်တော်တို့85ကိုပြန်ကြည့်မယ်။အခု85နော်85ကိုကျွန်တော်ပြန်သွားလိုက်ပြီ85 20ကျင်းနော်85 20ကျင်းမှာ 920ဆိုပြီးကွန်ဘရီထွက်တယ်အဲ့ခွန်ဘရီကဘယ်ရလာလဲဆိုရင်ခုနနီးစနစ်တိုင်းခုနနီးစနစ်ကကြတော့၈နှစ်ရဲ့အထက်ဆုံး၈နှစ်ကအထက်ဆုံးမှာရှိနေတယ်ခဏန်းကိုယူတာဒီတစ်ခါကျတော့ဒီနှစ်ထက်ကခဏန်းကိုပဲဘရိတ်ယူမှာပေါ့နော်ဒီနှစ်ထက်ကခဏန်းကိုဘရိတ်ယူပြီးရင်၈နှစ်ကသူ့ရှစ်တဲ့တဲ့ကခဏန်းကိုကျတော့ဝန်းချင်းယူမှာဒီမှာ920ကြောက်ဖို့တွေ့နှစ်9နှစ်ရှင်းနှလုံးပေါင်းဒီမှာကတော့ရှင်းနှလုံးပေါင်းဘရိတ်ပဲ ဟိုနာထွက်သွားတဲ့ကနေကလည်းရှင်းနှလုံးပေါ် break ပဲအဲဒီမဲ့ဘာကွာသွားလို့ဆိုဒီမှာဟိုရောက်တဲ့နှစ်ရဲ့သူ့ထက်မှာဒီ90ကျောက်ဝတ်အတွက်ဆိုရင်သူ့ထက်ကကနေနှလုံးပေါ် break ဒါဆို complete ရသွားပြီကျွန်တော်တို့ကဝမ်းကျင်းပေးရယူမလဲဝမ်းကျင်းသူ့ရှင်းနှစ်က9.5ကိုတလုံးချင်းပဲနော်9.5ကိုတလုံးချင်းလိုက်တော့ဒီမှာကျွန်တော်တို့2.5ဝင်ပြီးတော့ဒီ2.5ဝင်လာပြီးတော့2.90ရဲ့ဆိုတော့ဒီမှာ complete ရောက်ကြာသွားရပါတော့ ဒါလည်းတကယ်တော့၃ခွက်စိုက်ပါပဲအခုနရှိမှသဘောတရားပြပြီးတဲ့အတွက်ကြောင့်ကျွန်တော်ဆက်သွားမှာပေါ့နော်ဒါ85ဒီမှာကြတော့ရောက်တဲ့နှစ်မှာပဲဘောကကြလာတဲ့ကောင်ကြီးကရှင်နှလုံးပေါင်းကိုပရိယူကြတဲ့အပင်ရဲ့ရှင်းနှစ်တက်တရားနေပြီးတော့ဝန်းချင်းယူတဲ့ဆိုင်ပေါ့နော်ဟုတ်ပြီဒီတိုင်းကျွန်တော်တို့2005ကိုသွားမယ်2005မှာလေအခုနထွက်သွားတယ်နော်ရှေးဆောင်ဝန်းချင်း ရှေးဆောင်ဝမ်းကြီးရှင်နှလုံးပေါင်း break ဆိုတဲ့ site ကနေထွက်သွားတဲ့3-5အောက်မှာပဲနှစ်ပင်တပင်လေးပဲခြားတယ်သုံးနှစ်ခုံဆိုပြီးထွက်သွားတယ်နော်နှစ် break နဲ့အနှစ် break ကဘယ်ရလဲဆိုရှေ့ရနေတန်းဆိုရင်သူ့အထက်ကြာထားတာရှင်နှလုံးပေါင်းက break ရှင်နှလုံးပေါင်းကဒီမှာခွန်ကားသုံးဆိုတော့ဒီမှာနှစ် break ဖြစ်ရမယ်အဲ့နှစ် break ကလည်းဘယ်ကနန်းနေမှာမသိဘူးသူ့ရဲ့ရှင်နှစ်တဲတဲကနန်း ဝမ်းချင်းပြီးတွဲမယ်တလုံးချင်းပြီးတွဲမယ်ဒီမှာလေရှစ်ကိုပဲချင်းပြီး၃နှစ်ဝင်လာတယ်နှလုံးပေါင်း900ရတယ်ဒီလိုနှစ်ပြည့်ဖြစ်ဖို့ဆိုခွန်မရမယ်၃နှစ်ခွန်ဆိုဒီမှာလေအောင်သွားတယ်နော်ဒါလည်း၃ခွဆိုက်ပါပဲဒါ၃နှစ်ခွန်၃ရှစ်အတွဲပြီးရင်ရှစ်နှစ်အတွဲနဲ့ဒါနှစ်ပြည့်ရအောင်ဆင်းရမှာပေါ့နော်ဒီတိုင်းပဲဟာဒါကျွန်တော်အထက်ဆုံး၈နှစ်အထက်ဆုံးစိုက်ကတော့ကနန်းကြာသွားပြီဒါကျွန်တော်တွေ့တာတစ်ခါနောက်ကြာသွားလို့ ပြီးခဲ့တဲ့ဘက်ကများတွေးခဲ့မယ်ဆိုရင်ဒီ site ကနေကျွန်တော်မွေးထုတ်မယ်ဆိုရင်ကျွန်တော်တို့က3ွက်နဲ့နော်3ွက်နဲ့2 site ဆိုတော့6ွက်နဲ့ပေါင်းမဲ့ site မျိုးပေါ့နော်အဓိကတော့တစ် site ကပြီးသွားပြီဆိုတော့ဒါ၈နှစ်တဲ့တဲ့ဝန်ချင်းလာအောင်ပဲပေါ့နော်ကြံတဲ့ချင်းဒီချင်းကနေစပြီကြံတဲ့ချင်းတွေမှာမတော်မချင်း၈နှစ်ကနေဝန်ချင်းယူအထက်ကကြာထားတဲ့ရှင်နှလုံးပေါင်းကို break ယူနှလုံးပေါင်းက break ဟို PK ဆို break ပါ ဆိုရင်ကျွန်တော်တို့ယခုရောက်ပင်ကိုသွားမယ်။ဟုတ်ပြီ။အခု12ကြိမ်အတွက်ဆိုရင်သူ့ထက်ကြထားတဲ့ရှင်းနှလုံးပေါင်း break ဆိုတော့မှ3ခုနှစ်ကနှလုံးပေါင်းကနှစ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှစ် break ယူမယ်။နှစ် break ယူလိုက်ပြီ။သူရဲ့ဟိုရောက်တဲ့အပင်ရဲ့ရှစ်တဲ့နှစ်က1ကြိမ်လေ။ငါတို့ညာတော့တလုံးချင်းရမယ်ဆိုတော့ကျွန်တော်တို့အတွဲတွင်းမယ်နော်တွဲတွင်းမယ် တို့ညာသုံးကိုကျွန်တော်တို့ဝမ်းချင်းဖို့အတွက်တွဲတွဲလိုက်တော့သုံးတွဲရတယ်။ဘရိတ်ကသူ့ထပ်ကြတာတဲ့ကောင်ရှင်းနှလုံးပေါ်ဘရိတ်ဆိုတော့ငါးတို့ညာကိုနှစ်ဘရိတ်ဖြစ်ဖို့ငါးတို့ညာခွန်ငါးတုံးလေးသုံးညာသုံးတို့နှစ်ဘရိတ်ဖြစ်ဖို့သုံးညာသုံးကိုအဲဒီမှာကျွန်တော်တို့ရှိမှနှစ်ပင်ကြောထွက်လာတာသုံးတို့ညာကိုထွက်လာတယ်။ပြန်ကြဆိုတဲ့ကနန်းမျိုးကိုကြိုက်တဲ့လူတွေအတွက်ကတော့သုံးညာသုံးကိုကရှေပဲ။ ။ဒါဆိုရင်ကျွန်တော်တို့ယခု12ချိန်အတွက်ကျွန်တော်ရွေးချယ်ပေးချင်တာက939ခွန်ရဲ့934ရဲ့3939ရဲ့3ခွက်ပေါ့နော်။ဒါကအတွဲကိုကျွန်တော်ကစီလျော်သလိုတွဲပြလိုက်တာ။ဒါအောင်မှနော်ဘယ်အောင်ထိထားထိုးခြင်းလဲ။ဘယ်ကနန်းကိုအပိတ်ထားထိုးခြင်းလဲ။နော်ဒီ3ခွက်ထဲမှာကျွန်တော်ရွေးချယ်ထားတဲ့ main ကွက်ရှိရပါတော့ main ကွက်တင်ထိုးရမယ့်ကွက် ဟုတ်ပြီတကယ်လို့ဒီ site ပုံစံအထက်ကကြားထားတဲ့ကောင်ရှင်နှလုံးပေါ် break သူ့ရဲ့ရှင်နေတက်တဲ့ဟာဒီပင်မှာမထွက်ဘူးထားလိုက်ဥပမာနော်နောက်ပင်မှာထိုးမယ်ဆိုရင်ဒီ336ကနေဝန်းကျင်ယူမယ်သူ့အထက်ကနေပြီးတော့ရှင်နှလုံးပေါင်းဆက်နေချိန်မှာဆက်နေချိန်မှာကြားတဲ့ရှင်နှလုံးပေါင်းကို break ပြန်ယူနော်ဒီတိုင်း3ခွက်ထိုးပြီးထိုးယုံမယ်အဲ့ဒီမှာတော့ကိုညံတိုင်းသားသလိုတော့ဒါဒေကနဲ့ကိုတကွက်ကောင်းထိုးလို့ရတယ် ဟာဆန်ဆန်နှစ်ကျင်းအခုဆန်နှစ်ကျင်းတူသုံးခွက်ပေါ့နော်ဒီထဲမှာဒါမွေးကနေဆိုင်နေညိတယ်ကျွန်တော် over ကိုတော့ကျွန်တော်မမခေါ်ပါမယ်နော်ကျွန်တော်မမမခေါ်တာလေကြောက်ပါပြီနော်မဘာခေါ်မယ်ဆိုတော့နော်မမဝင်နေတဲ့လူများ3 9 ဘာဝင်နေတဲ့လူတွေအတွက်เนาะကျွန်တော်ဒီမှာ953005004ဆိုတဲ့ Viber ကိုလာပြီးတော့ဆက်သွယ်လို့ရပါတယ်။အာ member ဘာဘာရဲ့သဘောသဘာဝကကျွန်တော်တို့ကဘယ်သူမှတွတ်တယ်ဘယ်ဆရာမှဘလောက်ပဲတော်တော်ဘယ်သူမှထွက်မဲ့ကနေတော့အပိုင်မတိပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့လေးလာမှုအားနဲ့ပြီးရင်ကိုယ့်ရဲ့ဉာဏ်ကံเนาะကံဉာဏ်ဝိရိယ၃ခုပေါင်းပြီးမှရှားတယ် ါမျိုးဖြစ်ပါတယ်เนาะ member ဆိုတဲ့သဘောတရားကကျွန်တော်တို့ဒီနေရာတွေမှာဒီသုံးလုံးမှမဟုတ်ပါဘူးတခြားအလောင်းသားနဲ့ပတ်သက်တဲ့နေပေတွေမှာလည်း member ဆိုတာရှိပါတယ်ဒါသူ့ရဲ့လေ့လာမှုပညာနဲ့ဖြစ်နိုင်ခြင်းရှိတာကိုအကောင်းဆုံးရွေးချယ်ပေးတာပေါ့เนาะဒီသဘောပါဒါဆိုရင်ကျွန်တော်ဆက်နေခြင်းအတွက်ဒီသုံးခွက်ကိုပရမဇုံဘီဒီယိုဖိုင်အနေနဲ့အနန်းထုတ်ပြလိုက်ပါတယ် အခုကျွန်တော်ပြတဲ့ site ကနေပြီးတော့ကျွန်တော်ရဲ့ 3D ဝါသနာရှင်များအားလုံးပဲကံကောင်းကြပါစေခွတ်လပါခင်ဗျာ